လေးစင်တွင်ရာစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မြန်မူထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်ရာအကြောင်းအရာတွေကတော့လူငယ်များအသိပညာရှာမြင့်ရန်ရန်ကုန်တိုင်း၌ပထမဆုံးလူငယ်စင်တာစတင်ဖွင့်လှစ်ဆိုတဲ့တွင်ညာထမစပါတင်350နှစ်အမထဆန်အိတ်၄သိန်းဝယ်ယူမည်ဆိုတဲ့တွင် လျက်စစ်လိုအပ်ချက်အတူဆုံလောင်းများထုတ်လုပ်ရန်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်မည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံလေးနဲ့ပညာရေးဝန်ကြီးဌာနပိတ်သိမ်းမည်အစီအစဉ်အားဒေါ်နယ်ထရန့်လက်မှတ်ရေးထိုးဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါသေးတယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့လူငယ်များအသိပညာရှာမိရန်ရန်ကုန်တိုင်း၌ပထမဆုံးလူငယ်စင်တာစတင်ဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မျိုးဆက်သစ်လူငယ်တွေအသိပညာရှာမေးနိုင်ဖို့ရန်ကုန်တိုင်းမှာပထမဆုံးလူငယ်စင်တာကိုစတင်ဖွင့်လင်းခဲ့ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာလည်းဆက်လက်ဖွင့်လင်းဖို့ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျိမ်းဖန်းတော်တောင်းကပြောပါထည် 280ပြည့်တမရော်နေကိုဂုံပြူချိုးဆိုသောအားဖြင့်ရန်ကုန်တိုင်းဒေသကြီးဘိုးတထောင်ခရိုင်တာကေတာမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာဖွင့်ပွဲမှာပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့တာပါ အဲ့ဒီလိုပြောချာရမှရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီကဖွင့်လင်းတဲ့လူငယ်စင်တာကိုပြည်내နဲ့တိုင်းဒေသကြီးတွေမှာပထမဦးဆုံးအနေနဲ့စတင်ဖွင့်လင်းခဲ့တဲ့လူငယ်စင်တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီရဲ့အနေနဲ့များစွာဂုဏ်ယူဝမ်းမြောက်မိတယ်လို့ဆိုပါတယ်။ ဝန်ကြီးဌာနတွေကုလသမဂ္ဂအဖွဲ့အစည်းတွေလူမှုရေးအဖွဲ့အစည်းတွေလူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လူငယ်အဖွဲ့တွေအချင်းချင်းမိတ်ဆက်ဆောင်ရွက်နိုင်မဲ့လက်တွေ့ချတဲ့ရန်တရားတစ်ခုဖော်ဆောင်ပေးရမှာဖြစ်ပြီးပြည်내နဲ့တိုင်းဒေသကြီးအသီးသီးမှာလည်းလူငယ်စံထားတွေကိုဆက်လက်ဖွင့်လှစ်သွားနိုင်ရေးအတွက်စ조사ဆောင်ရွက်နေတယ်လို့ဆက်လက်ပြောကြားပါတယ်။ ဆိုပါရန်ကုန်တိုင်းဒေသကြီးရဲ့လူငယ်စင်တာမှာ လူငယ်ထွေးရဲ့အသိပညာရှာမိရာသတင်းရချက်လက်ရှာဖွေရာဒိုင်းချိုးပြည်ချိုးရက်ရွာချိုးထွေကိုဆွေးနွေးတိုင်ပင်ရာစာပေအမှုပညာဟောပြောပွဲပြပွဲပြိုင်ပွဲများဝါသနာသူလူငယ်များစုဝေးရာဆွေးနွေးရာနေရာများအဖြစ်အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါအထည် ဒါအပြင်နိုင်ငံတော်အစီအမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားရှိတဲ့လူမှုရေးဥတည်ချက်ရဲ့တတိယအချက်မှာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ဒုလူငယ်များအနေဖြင့်အ धिक ဆွမ်းအားစုအဖြစ်ပါဝင်နိုင်ရှိဗလ၅တန်နှင့်ပြည်ဆောင်သောလူငယ်များဖြစ်စေရန်လူငယ်ခန္ဓာမြင့်တင်ဆောင်ရွက်ရေးကိုချမှတ်ထားရှိပြီးလူငယ်ခန္ဓာဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေတယ်လို့လည်းသိရပါသည် နိုင်ငံတော်အစိုးရအနေနဲ့လည်းမျိုးဆက်တဲ့လူငယ်တွေကိုနိုင်ငံသားကောင်းရတနာတွေပြစ်လာစေဖို့အတွက်လူငယ်ရေးရမှုအားထားဆိုင်ရာအမျိုးသားအဆင့်မဟာပြူဟာစီမံချက်မှပါရှိတဲ့မြန်မာနိုင်ငံရဲ့ရေရှည်တည်ထန့်ခိုင်မြဲပြီးဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP 2018-2030ရဲ့မဟာပြူဟာများဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းထိုင်များ SDG တွေရဲ့လုပ်ငန်းစဉ်တွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်တဲ့အတွက် ူငယ်ခန္ဓာဖွံ့ဖြိုးရေးကိုမြားစွာထောက်ကူပြုစေနိုင်မယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ တောင်သူများထံမှစပောင်းတင်သိန်း350နှင့်အမထဆန်အိတ်၄သိန်းဝယ်ယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစံစပါအတင်းချုပ်အနေနဲ့ပို့ကုန်ကုမ္ပဏီတွေအတင်းဝင်စမ်းဆက်ပိုင်ရှင်ကြီးတွေနဲ့ညှိနှိုင်းပြီးတောင်သူတွေထံမှစပောင်းအတင်းသိန်း350နဲ့အမထဆန်အိတ်၄သိန်းကိုဝယ်ယူသွားမယ်လို့သိရပါတယ်။ လက်ရှိအခြေအနေမှာနိုင်ငံတကာဝယ်လိုအားကျဆင်းနေခြင်းပြည်တွင်းဝယ်လိုအားကျဆင်းနေခြင်းစတာတွေကြောင့်စံစဘာဈေးကွာအတွင်းအမထနွေစဘာစိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ဈေးနှုန်းကျဆင်းခြင်းရောင်းချရန်ခက်ခဲခြင်းစတဲ့စိုးရိမ်မှုတွေ ဖြစ်ပေါ်နေမှုအပေါ်အခုလိုစံစဘာတွေကိုဝယ်ယူပေးသွားမှာဖြစ်ပါသည် စံစဘာထွေဝယ်ယူခြင်းလုပ်ငန်းစဉ်ကိုလာမယ့်ဧပြီလနဲ့မေလထွေမှာဆောင်ရွက်ပေးသွားမှာဖြစ်ပြီးစံစဘာရောင်းချဖို့အခက်အခဲရှိတဲ့တောင်သူတွေအနေနဲ့မြန်မာနိုင်ငံစံစဘာအသင်းချုပ်ကိုထိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့သိရပါတယ်ရှင်။ဆလပီလျက်စစ်လိုအပ်ချက်အတွက်ဆိုလာများထုတ်လုပ်ရန်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံထုံးရဲ့လျက်စစ်လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေဖိတ်ခေါ်ပြီးဆိုလာများဆက်လက်ထုတ်လုံနိုင်ရေးပူးပေါင်းဆောင်ရွက်မယ်လို့စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းခါပြောပါထိတ် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချလီတန်းကယမန်လေးကရန်ကုန်တိုင်းဒေသကြီးတောင်ကုံမြို့နယ်ရှိ အမှန်24အကြီးစားဆက်ယုံတကုံတို့တွားရောက်ကြည့်ရှုစစ်ဆေးစဉ်အခုလိုပြောကြားခဲ့တာဖြစ်ပါသည် ပြည်ထောင်စုဝန်ကြီးကဆိုလာများအားနေအိမ်သုံးဝပြင်ဆက်မှုလုပ်ငန်းများပါတက်ဆင်အသုံးပြုလျက်ရရှိတဲ့အတွက်ထောက်ကုံပစ္စည်းတွေနဲ့ပတ်သက်ပြီးပြည်သူတွေယုံကြည်စိတ်ချစွာအသုံးပြုနိုင်ဖို့စွမ်းဆောင်ရည်ပြည်အသုံးပြုနိုင်ဖို့စက်ယုံ၌အရေအသွေးအာမခံတဲ့စနစ်တွေထူထောင်ထားရှိဖို့ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အစဉ်စဉ်မှာလည်းအရေအသွေးကိုစနစ်တကျစစ်ဆေးရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ လက်ရှိမှာဈေးကွက်ဝယ်လိုအားများပြားနေသည့်ဆိုလာထွေကိုတိုးမြင်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်သွားမှာဖြစ်ပြီးကုန်ထုံးလုံးမှုလုပ်ငန်းများဟာဈေးကွက်ရှိမှသာရေရှည်ရက်တည်လဲပတ်နိုင်မှာဖြစ်တာကြောင့်ဈေးကွက်ကိုမျက်ခြေမပြတ်လေးလာဆောင်ကြည့်ပြီးဈေးကွက်သုတေသနလုပ်ငန်းထွေကိုလည်းကြဲကြဲပြန့်ပြန့်ဆောင်ရွက်သွားမယ်လို့သိရပါသေးရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ ပညာရေးဝန်ကြီးဌာနပိတ်သိမ်းမည်အစီအစဉ်အားဒေါ်နယ်ထရန့်လက်မှတ်ရေးထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတဒေါ်နယ်ထရန့်ကပညာရေးဝန်ကြီးဌာနဖြတ်သိမ်းခြင်းလုပ်ငန်းစဉ်တရားဝင်စတင်ရန်သမ္မတအမိန်ကိုဂျာတာဘရီနီကလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါသည်။ပညာရေးဝန်ကြီးဌာနပိတ်သိမ်းဖို့အတွက်ဥပဒေအရဆင်ဆင်အတိုင်းအစိုးရအဖွဲ့ကဆုံးရွက်သွားလိမ့်မယ်လို့ထရန့်ကအင်ဖြူတော်မှာမိန့်ခွန်းပြောခဲ့ပါသည် ညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းရန်နဲ့ပညာရေးဆိုင်ရာအခွင့်အာဏာများကိုပြည်내များသို့ပြန်လည်ပေးအပ်ရန်လိုအပ်တဲ့လုပ်ငန်းစဉ်များအားလုံးလှုံ့ဆော်သွားဖို့ပညာရေးဝန်ကြီးလင်းထားမမန်းကိုညွှန်ကြားထားပါသည် ဖဲဂရန့်စ်တိုက်တဲ့အိုင်နဲ့အထူးဆုံးရှုံးမှုလိုအပ်တဲ့ကလေးများအတွက်ရန်ပုံငွေရင်းမြင့်များကဲသို့အစီအစဉ်များကိုထော့အပြည့်အဝဆက်လက်ထားရှိမှဖြစ်ပြီးအခြားအေဂျင်စီဌာနများသို့ပြန်လည်ဖြန့်ဝေသွားမယ်လို့ပြောပါထည်ဖဲခရန့်ဆိုတာကဝင်ငွေနှဲပါတဲ့ဘွဲ့ကြိုးចောင်းသားများကွန်လိတ်တပ်ဖို့အတွက်အကူအညီပေးတဲ့အစိုးရဗန္နာရေးထောက်ပံ့မှုတံမျိုးဖြစ်ပါတဲ့ ထိုက်ထဲအိုင်ကားထော့ဝင်ဝေးနေပါထိန်မိသားစုထွေမှចောင်းသားထွေတယောက်မှုရာခိုင်နှုတ်များထဲចောင်းထွေကိုအစိုးရရန်ပုံငွေပေးအပ်တာဖြစ်ပြီးအချိန်နေနေပါထိန်ចောင်းသားထွေရဲ့အတွက်ပညာရေးအခွင့်အလမ်းတိုးတက်စေရန်ရည်ရွယ်ပါထိန်အမေရိကန်ဥပဒေအရအစိုးရဌာနတစ်ခုပိတ်သိမ်းဖို့အတွက်လွှတ်တော်အတည်ပြုချက်လိုအပ်ပြီး DMA ကိုဘလို့ရှေ့ဆက်မလဲဆိုတာတေချာမသိရပါဘူး ပညာရေးဝန်ကြီးဌာနထဲမှဝန်ပေါင်း1300လျှော့ချမဲ့အစီအစဉ်ကိုမတ်လ17ရက်နေ့ကကျင်းပခဲ့ပြီးဖြစ်ပါတယ်။ထရန်ကာထောပညာရေးဝန်ကြီးဌာနရဲ့အရေးပါမှုကိုအကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့သူဖြစ်ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြည့်ရှုအောင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။ကျမခါတော်မြတ်မိုးထပ်ပါ။